25ခုနှစ်အောက်တိုဘာလ30ရက်ဒီနေ့ကျန်းသာပြင်းနေအတွက်ခொနည်းသားမီးအလုံးတို့အတွက် numerology ကဏ္ဍပင်ရင်ဟောခဲ့ရရတနာဘုံငိမ့်ဆိုင်တဲ့နေ့တို့ဒိဗယ်ရပါတယ်။လာသာဝင်ငွေရတယ်လို့မျိုးမုံဘိုးရတယ်လို့မျိုးထီပေါက်တယ်လို့မျိုးငွေလက်ဆောင်ရတာအခွင့်အရေးရတာမျိုးတွေကြုံတွေ့ရပါလိမ့်မယ်။ဒီလိုနေ့မှာရတနာပစ္စည်းလျှက်စစ်ပစ္စည်းအဖို့တန်ပစ္စည်းတွေအပြောင်းနဲ့အသစ်ဖြစ်မယ်။ လူရင်းမိတ်ဆွေရင်းနဲ့စကားအဆင်ပြေဖြစ်တတ်တယ်။အလုတ်ကိစ္စတွေအားလုံးကတော့ပြင်းလဲသွားမယ်။အလုတ်ကိန်းနဲ့ပတ်သက်တဲ့အခွင့်အရေးကောင်းတွေလည်းရမယ်။အရေးကြီးတဲ့ကိစ္စတွေတွေ့ဆုံရမှာပြောဆိုရမှာညှိနှိုင်းရမှာရှိရဆိုရင်တော့တပြေညွန့်လေးတညွန့်ကိုရင်းမွေးစွပြီးအဲ့ထဲမှာဆောင်းနှားခြင်းအားဖြင့်လူကြီးနဲ့ပြောဆိုတွေ့ဆုံရသောကိစ္စများအားလုံးအောင်မြင်သွားပါလိမ့်မယ်။တို့တူဒီလိုနေ့မှာသင်တန်းကိစ္စ၊ပညာရေးကိစ္စ၊ရှောက်လာကိစ္စအင်တာဗျူးရောက်ပြန်ရောက်သွား ရှောင်းလကိစ္စ၊သင်္นานကိစ္စ၊ပညာရေးကိစ္စတွေအောင်မြင်ဖို့လိုတဲ့ဆိုရင်တော့ရည်သက်တော်ဝါတွေအစာကျွေးပြီးဆူတောင်းလိုက်ပါ။ဒီနေ့မှာမိရှုတန်ရှင်ဖွားမြင်ကြတဲ့ရင်သွေးရတနာတွေအတွက်ကတော့မာဘုတ်ဗေနနိယ၊ဇာတာပရိနိဘွားအဓိပတိဘွားဇာတာရှင်များဖြစ်ကြပါတယ်။ဒီနေ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရတရားလမ်းညွှန်မယ်ဆိုရင်တော့ငှက်သက်စိတ်သို့မဟုတ်ငါးသက်စိတ်လွတ်ပြီးဒီနေ့မွေးနေ့ကုသိုလ်လုပ်လိုက်ကြပါ။အကျိုးပေးစုမှုကဏ္ဍကတော့တိကဏ္ဍ၊ကိုကဏ္ဍဖြစ်ပြီးငွေကံကောင်းဖို့လိုတဲ့ဆိုရင်တော့ငပြောသီးမဲ့သုံးလုံးဆွမ်းကံဖုံးကြီးကိုလောင်းလှူလိုက်ကြပါ။ ဈေးကောလက်ကောရေရံအဖြစ်ကတော့ဆိုင်ရှိမျက်နှာတက်တယ်ကိုမျက်နှာမူပြီးမပြောသေးမဲ့ဆိုင်ဈေးရောင်းကောင်မှုဆူတောင်းလိုက်ပါအယောင်ထိုင်းနေတဲ့ကုန်ပစ္စည်းတွေအယောင်တက်ဖို့အတွက်ကလည်းငပြောသေးမဲ့လေးတစ်လုံးနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအဖြစ်အောင်မြင်သွားပါလိမ့်မယ်အမှုခင်းကြုံနေတဲ့သူရှိရဆိုရင်လည်းအမှုကြုံသူရဲ့အမိကိုငပြောသေးအစိမ့်မှရေးပြီးညနေပိုင်းရေစည်းကိုမျှောပလိုက်ပါခင်ဗျာကျမ်းမာရေးညနေတဲ့သူရှိရဆိုရင်တော့ဓာတ်စာဖြစ်နေရိုးလေးမှာငပြောသေးမဲ့လေးအနည်းငယ်စတိစားပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာ အချီမေတ္တာရင်အောင်ရင်အစဉ်ပြေဖို့အတွက်ကတော့နီးစပ်တဲ့ကလေးတယောက်ကိုရေခဲမှုလက်ဆောင်ပေးလိုက်ပါခင်ဗျာ